ောင်ရီတိုင်းအင်ကဘူမြို့နယ်တွင်ကဂျေးရွာတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီဟာဒီနေ့မေလ18ရက်မနက်6:40မိနစ်ကအင်ကဘူမြို့နယ်တွင်ရှိဂျေးရွာ3ရွာထက်မနည်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်စီကသိရပါတယ်စစ်ကောင်စီဟာချင်းကိုင်ကွင်းဘဲပြားကုံစာစီကုန်းကွင်းဂျေးရွာတွေကိုဝိုင်းထွဲလျင်နဲ့လေကြောင်းတိုက်ခိုက်မှု18ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ် လေကြောင်းကနေရဟတ်ယင်ရောဂျက်ဖိုက်တာရောပါရာမော်တာနဲ့ပါတိုက်ခိုက်တာဒီရဲ့စက်တိုက်ရှိပြီးပုံကျဲနေတာလို့အင်ကဘူဒေသခံတူက ARD Times ကိုပြောပါရယ်စစ်ကောင်စီကမနေ့ကမေလ18ရက်ညပိုင်းကလည်းအဲ့ဒီဂျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါရယ်ဒါအပြင် မေလ15ရက်နဲ့16ရက်နေ့ကလည်းဘဲပြားကုန်းစာစီကုန်းကွင်းချင်းကိုက်ကွင်းဝါရုံကွင်းကျက်ပောင်ကုန်းနဲ့တံမြောင်ကုန်းဂျေးရွာတွေကိုစစ်ကောင်စီက လေချောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီဟာအင်အားလိုအပ်ချက်ကြောင့်စစ်မှုရန်ဥပဒေနဲ့သင်တန်းဆင်းလာတဲ့သင်တန်းသားတွေကိုရှေ့တန်းတိုက်ပွဲတွေမှာပို့ထားပေမဲ့တိုက်ခိုက်လို့စိတ်လုံးဝမရှိဘဲထွက်ပြေးမှုတွေများနေတယ်လို့သိရပါတယ်။